ပရမအိုဇုံအနေနဲ့တင်ဆက်ပေးချင်တာကတော့ပလတ်ဝသည်ချင်းပြည်ဖြစ်ကြောင်းတနိုင်ငံလုံးအသိဟုချင်းညီအောင်ပြောအေးအေးဟာအင်းကြီးချင်းကောင်းတက်ပေါ်တဲ့ရဲဘော်ရဲဘက်ဖြစ်တဲ့အတွက်ဆွေးနွေးညီနိုင်အဖြစ်ရှာမယ်လို့အသိပေးခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာအရကတ်တတော် ULAA တင်ပိုက်တင်းချုပ်ထားတဲ့ပလတ်ဝမြို့နယ်ဟာချင်းပြည်နယ်မှာရှိတဲ့မြို့နယ်တစ်ခုဖြစ်ကြောင်းတနိုင်ငံလုံးအသိဖြစ်ပြီးချင်းညီနိုင်အဖွဲ့ဝင်အားလုံးရဲ့သဘောထားယက်တိချက်မှလည်းပလတ်ဝဟာချင်းပြည်ဖြစ်တဲ့ကိုတညီတညွတ်တည်းယုံကြည်လက်ခံတယ်လို့ ကျင်းကျင်းတော်ပြောရေးစွခွင့်ရှိသူစလန်ယောမန်ကပြောကြပါတယ်။ဇော်လာ၁၈ရက်နေ့မှာပြုတ်လုခဲ့တဲ့ကျင်းကျင်းတော်ရဲ့တရင်စာရှင်းလင်းပွဲမှာအေအေတင်ပိုက်ထင်းချုပ်ထားတဲ့ပလောက်ဝဒေတာကိုရခိုင်ပြည်နယ်တဲကခရိုင်တခုအနေနဲ့အရကပြည်သူတော်လှန်ရေးအစိုးရဘက်ကထည့်သွင်းဖွဲ့စည်းခဲ့သည့်ဆိုသောသတင်းများအပေါ်ကျင်းကျင်းတော်ရဲ့သဘောထားကိုမေးမြန်းရမှာစလန်ယောမန်ကဖြေကြားခဲ့ခြင်းဖြစ်ပါတယ်။ကျင်းကျင်းတော်ဟာအေအေရဲ့မဟာမိတ်ဖြစ်ပြီးအေအေရဲ့အကူအညီနဲ့စီရေးတိုက်ပွဲများ စည်ရည်တည်ဆောက်မှုများလှုပ်ဆောင်နေတဲ့ချင်းတော်လရင်အင်အားစုဖြစ်ပါတယ်။အရင်ဆုံးနဲ့အရှင်းလင်းဆုံးပြောချင်တာကတော့ချင်းညီတော်အကုံလုံးကပလောက်ဝတီချင်းပြည်ဆိုတာကိုအကုံလုံးကတညီတညွတ်ထဲယုံကြည်ကြတယ်။လက်ခံကြတယ်ဆိုတာမျိုးပေါ့။ဒါကညီနောင်ထဲမှာမဟုတ်ပါဘူး။တနိုင်ငံလုံးပေါ့နော်။အကုံလုံးလည်းသိပါတယ်။ဒီလိုမျိုးရက်တည်လာတာဒီလိုမျိုးဖြစ်လာတာဘာလို့ slide ရောက်မှန်ကပြောပါတယ်။ GLA ဟာအင်းကြီးကောင်ဖြစ်ပြီးအင်းကြီးကောင်ထက်ပိုတဲ့ရဲဘော်ရဲဘက်ဖြစ်တယ်လို့လည်း၎င်းကဆက်ပြောပါတယ်။ ဒေါ်လာရေးကာလမှာတချို့အရာများအချင်းချင်းနိုင်ငံရေးအမျက်ထုတ်လို့တဲ့သဘောမျိုးလူမျိုးရေးမုန်းတိမှုပွားစေရန်စွတဲ့အပိုင်းများကိုတရိပ်ထားရမယ်လို့စလန်ယောမန်ကလက်တလောပလက်ဝတ်ကိုရခိုင်ပြည်ရဲ့ခရိုင်အဖြစ်ဖွဲ့စည်းမှုတရင်များပေါ်မှတ်ချက်ပြုပြောကြပါတယ်။ပလက်ဝတ်ဟာရခိုင်ပြည်ရဲ့ခရိုင်အဖြစ် ULAA ဘက်ကတရားဝင်ထုတ်ပြန်ချပြခြင်းမဟုတ်ကြောင်း၎င်းကဆိုပါတယ်။ ULAA ကောင်းဆောင်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကအစပလက်ဝတ်ဟာချင်းပြည်ဖြစ်သည့်ဆိုဒီကိုမီဒီယာမှာဖြည့်ဆွခဲ့ဖို့တယ်လို့လဲစလန်ယောမန်ကဆက်ပြောပါတယ်။ လက်ရှိအခြေအနေဟာစစ်ကောင်စီပြုတ်ကျရေးကိုအလေးထားရမယ့်အခြေအနေဖြစ်ကြောင်း၎င်းကဆိုပါတယ်စစ်ကောင်စီတပ်ပြုတ်မကျသွားဘူးဆိုရင်အလကားပဲမြည်သည့်ထင်းချုံနေမည်မဆိုအလဟဒတ်ဖြစ်သွားမှာပဲလို့စလိုက်ယောမန်ကပြောကြပါတယ်စစ်ကောင်စီကအသက်ပြန်ဆက်ရန်ကြိုးပမ်းနေကြောင်းဥပမာနောက်ချိုဘက်ကိုထိုးစစ်ဆင်နေကြောင်းလာရှိုဘက်ကိုလည်းပြန်ထင်းချုံရသွားတဲ့ပုံစံဖြစ်သွားကြောင်းမိုးပြင်းမှာလည်းထိုးစစ်ဆင်နေကြောင်း၎င်းကဆိုပါတယ် တော်လန်ဤကာလမှာစစ်ကောက်စီကင်းစင်အောင်လှုပ်ထားပြီးနေရာများကိုအုပ်ချုပ်ရေးလက်ပတ်တဲ့သဘောလို့စလိုင်းယောမန်ကပလက်ဝအရင်နဲ့ပတ်သက်ပြီးပြောပါတယ်။အဲ့ဒါကိုကျွန်တော်တို့ကအမျိုးသားကြီးခေါင်းစဉ်တက်ပြီးမှအချင်းချင်းရန်ရှာလို့မရဘူး။အချင်းချင်းပြဿနာကိုမီးထွန်းရှာလို့မရဘူးလို့စလိုင်းယောမန်ကပြောကြပါတယ်။ ULAA ဟာလည်းအရခဒေတာတဲ့တွင်သာမဟုတ်ပဲရခိုင်ပြည်နယ်ပြင်ပမှာရှိတဲ့ရခိုင်လူမျိုးများအတွက်စဉ်းစားရကြောင်းချင်းများဟာလည်းချင်းပြည်ပြင်ပမှာရှိတဲ့ချင်းများအတွက်စဉ်းစားရမှာအလုံးဆက်ဆက်နေကြောင်း ။ထို့ကြောင့်အချင်းချင်းအပြန်အလှန်အကျိုးပြုအချင်းချင်းအိမ်ကြီးချင်းကောင်းအဖြစ်ရှိရင်အချင်းချင်းစပွဲဝိုင်းမှာအဖြစ်ရှာရန်လိုအပ်ကြောင်း slide ရောမှန်ကပြောပါတယ်။ငင်းချင်းစွာအပြန်အလှန်အကျိုးပြုစွာနေထိုင်သွားရန်ဆိုဒီမှာချင်းညီနောင်ရဲ့ရည်တည်ချက်ဖြစ်တယ်လို့လည်းဆက်ပြောပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးစပွဲဝိုင်းပေါ်မှာပဲအဖြစ်ရှာမယ်။အပြန်အလှန်ဆွေးနွေးညီနိုင်ပြီးမှသွားမယ်လို့ slide ရောမှန်ကပလက်ဝအရေးနဲ့ပတ်သက်ပြီးချင်းညီနောင်သဘောထားကိုပြောကြားခဲ့ပါတယ်ခင်ဗျာ။ နောက်ထပ်သိရှိရတဲ့သတင်းကတော့လင်းမြနာမြို့နယ်မှာအရခတ်တပ်တော်အေအေပူပေါင်းတပ်နဲ့စစ်ကောင်စီတပ်တို့ကြားနှစ်ဖက်တိုက်ပွဲပြင်းထန်နေစစ်ကောင်စီစခန်းအချို့ကိုဇက်တိုက်သိမ်းပိုက်နေကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။အေယာဝတီတိုင်းလင်းမြနာမြို့နယ်မှာအရခတ်တပ်တော်အေအေပူပေါင်းတော်လန်ရေးတပ်နဲ့အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်တို့ကြားနှစ်ဖက်တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိကြောင်းသိရှိရပါတယ်။လင်းမြနာမြို့နယ်အတွင်းကကြားကိုက်တွင်ရေဖြူ၊စိန်ပေါင်း၊လော်ကထ၊စိန်တောင်၊မိုးကုတ်အောက်စုစောပြ၊တိန်နုကုန်၊ချင်းကုန် ရှမ်းကွင်းစတဲ့ကြေးရွာနဲ့အနီးပတ်ဝန်းကျင်တို့မှာယခုရက်ပိုင်းတိုက်ပွဲတွေပြင်းထန်နေပြီးစစ်ကောင်စီဘက်ကအင်အားဖြည့်စစ်ကူပို့ဆောင်ခြင်းနဲ့လေကြောင်းတိုက်ခိုက်မှုတွေလည်းနေ့စဉ်ရှိတယ်လို့ဒေသခံတွေကပြောဆိုပါတယ်။အရခတ်တပ်တော် AA နဲ့ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေဟာပသိမ်မုံရွာလမ်းမပေါ်ကစောပြားကြားကိုက်ကွင်းနဲ့တင်းညုကိုကြေးရွာတို့မှာယာယီစခန်းချနေထိုင်တဲ့စစ်ကောင်စီစခန်းအချို့ကိုတင်းယူလိုက်ပြီးလောကထားဘက်မှာရှိနေတဲ့စစ်ကောင်စီစခန်းတွေကိုလည်း တော်လည်တပ်ဘက်မှဆက်လက်တိုက်ခိုက်နေတယ်လို့ဒေတာအခြေစိုက်စီရေးတရင်ရင်းမြစ်ကပြောဆိုပါတယ်။အလားတူရေကြီးမြို့နယ်မြောက်ဆန်းကျေးရွာအနီးကောင်းငတိုင်းချောင်းလမ်းပေါ်မှာရှိတဲ့စစ်ကောင်စီရဲ့အမှတ်3လေးလေးအမြောက်တက်ရင်နဲ့အနီးပတ်ဝန်းကျင်တို့မှာလည်းအရခတ်တက်တော်အေအေပူပေါင်းတော်လည်တက်တွင်နဲ့စစ်ကောင်စီတက်တော်နှစ်ဖက်တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိနေကြောင်းသိရှိရပါတယ်။ စစ်ကောင်စီကအစိုးရတိုက်ပွဲကိုအကြောင်းပြပြီးဒေသခံပြည်သူတွေကိုတောင်းလာခွင့်တင်းကျပ်တာစစ်စည်းမင်းမြန်တာတွေအကြောင်းမျိုးမျိုးပြပြီးငွေညစ်တောင်းခံနေတာတွေလည်းရှိတယ်လို့အတိုင်းချောင်းဒေသခံတွေကပြောဆိုပါတယ်စစ်ကောင်စီက15ရက်တာတင်နှန်းပေးထားတဲ့ပြည်သူစစ်တွေကိုတိုက်ပွဲအတွင်းသုံးချနေတာကြောင့်အတိအပြောက်များကတိုက်လို့ခိုက်လို့စိတ်မရှိတာကြောင့်ပြည်သူစစ်တပ်ဖွဲ့ဝင်များမှနေစဉ်ထွက်ပြေးမှုတွေလည်းရှိနေတယ်လို့စီရီသတင်းရှိမြစ်ကပြောဆိုပါတယ်ခင်ဗျာထပ်မံသိရှိရတဲ့သတင်းကတော့ တချီလိမ့်မှကြီးမြတ်သောရွှေမြင်းတစ်ထည်အားချံရဲ့ပိုက်ဆိုင်မှုအချို့ကိုထိုင်းရဲတင်ဆက်ပြီးအရေးကြီးမွေးရရာဇာအဖြစ်ပိုက်ဆိုင်တိုက်ရှာနေကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာတချီလိမ့်မြို့မှာရွှေဆိုင်များအပါအဝင်လုပ်ငန်းပေါင်းများစွာပိုင်ဆိုင်ထားတဲ့ကြီးမြတ်သောရွှေမြင်းလုပ်ငန်းစုရဲ့တထည်ပြစ်သူအားချံကိုထိုင်းအာဏာပိုင်များကအရေးကြီးမွေးရရာဇာအဖြစ်ဖမ်းဝရန့်ထုတ်လိုက်ပြီးထိုင်းနိုင်ငံအတွင်းမှာရှိတဲ့၎င်းရဲ့ပိုင်ဆိုင်မှုအချို့ကိုချိတ်ပိတ်လိုက်ကြောင်းထိုင်းမွေးရစေဝနိုင်နေရေးဘုတ်အဖွဲ့ Office of the Narcotics Control Board ONCP ကယနေ့တင်းစားရှင်းလင်းပွဲမှာထုတ်ပြန်ပါတယ်။ထိုင်းနိုင်ငံချင်းရိုင်မြို့မှာယနေ့ဇွန်လ16ရက်နေ့ကကျင်းပပြုလုပ်တဲ့တင်းစားရှင်းလင်းပွဲမှာတချီလိမ့်မှာကြီးမြတ်သောရွှေမြင်းလုပ်ငန်းစုတတိအားချံမှာမူရည်ရာဇာကြီးဖြစ်ပြီးဘန်ကောက်အပါအဝင်ထိုင်းနိုင်ငံအနှံ့ပြားနဲ့အရှိတောင်အရှကိုမူရည်စည်းဝါးများဖြန့်ဖြူးပေးနေခြင်းဖြစ်ကြောင်း ONCP ထိုင်းတာဝန်ရှိသူများကပြောပါတယ်။မူရည်ရာဇာကြီးအားချံမှာတချီလိမ့်မြို့မှာပိုင်ဆိုင်မှုဘတ်တစ်ဘီလီယံတန်းတထောင်ခန့်ရှိကြောင်း အရေးကြီးတဲ့မွေးရရာစာကြီးဖြစ်ကြောင်းထိုင်းနိုင်ငံအတွင်း၎င်းရဲ့ပိုင်ဆိုင်မှုမှာဘက်တန်တရားခန့်ရှိပြီး၎င်းတို့ကိုသိမ်းဆဲလိုက်ပြီးဖြစ်ကြောင်းအားချက်မှမြန်မာနိုင်ငံဘက်ကိုထွက်ပြေးသွားပြီးထိုင်းအာဏာပိုင်များအနေနဲ့မြန်မာအာဏာပိုင်များနဲ့ပူးပေါင်းကပိုက်ဆိုင်တိုက်ရှာဖွေနေကြောင်း UNCB ကသတင်းစာရှင်းလင်းပွဲမှာပြောကြားပါတယ်ကြီးမြတ်သောရွှေမြင်းလုပ်ငန်းစုဟာတာချီလေးမျိုးအပါအဝင်ရှမ်းအရှိမှစီးပွားရေးလုပ်ငန်းများစွာပိုင်ဆိုင်ထားတဲ့လုပ်ငန်းစုဖြစ်ပြီးရွှေဆိုင်အင်တာနက်လုပ်ငန်း၊အိမ်ဆောက်ပစ္စည်းဆိုင်များ၊အိမ်သုံးပစ္စည်းဆိုင်များ ။စောက်လုပ်ရေးလုပ်ငန်းများကာစီနိုများဖျော်ဖြေရေးခန်းမများစွာကိုလုပ်ပိုင်လျက်ရှိပါသည်။ရင်းလုပ်ငန်းစုရဲ့ပိုင်ရှင်အားချက်မှာတရုတ်နယ်ပေါ်လူလက်ပိုင်းတူဖြစ်ပြီးပြန်ကားများစုဆောင်းရသည့်ကိုဝါသနာပါသူဖြစ်ကာ၎င်းရဲ့လူမှုကွန်ရက်အကောင့်များမှာပြန်ကားများနဲ့ရိုက်ကူးထားတဲ့ပုံများကိုမကြာခဏတင်လေးရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးချင်တာကတော့ကျန်းခံရေးပါတီဥက္ကဋ္ဌဦးခင်ကြီးနဲ့စက္ကူအဖွဲ့တရုတ်ကိုသွားခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP ဥက္ကဋ္ဌဦးခင်ကြီးဦးဆောင်၍ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ2ဦးပြည်သူ့ရှေ့ဆောင်ပါတီမှ4ဦးမြန်မာတောင်စုလေတမဖွံ့ဖြိုးတိုးတက်ရေးပါတီမှ3အပါ19ဦးဟာယမန်နေ့မှာတရုတ်နိုင်ငံကိုလေးလာရေးခရီးတွားရောက်ခဲ့ကြောင်း USDP ကထုတ်ပြန်ပါတယ်။အဆိုပါအဖွဲ့ဟာတရုတ်ကွန်မြူနစ်ပါတီရဲ့ဖိတ်ကြားချက်အရလေးလာရေးခရီးအဖြစ်ဇွန်လ24ရက်နေ့ထိတွားရောက်မှာဖြစ်ကရေးခရီးစဉ်ကိုပြီးခဲ့တဲ့ဧပြီလကတည်းကတွားရောက်စီစဉ်ခဲ့ပေမဲ့ ရင်းထံကလေးကြောင့်ရက်ရွှေဆိုင်ခဲ့ခြင်းဖြစ်ကြောင်းဆိုထားပါတယ်။အနာသိမ့်ပြီးနောက်စစ်တပ်ကြောထောက်နောက်ခံပြစ်လုထားတဲ့ USDP ပါတီအပါအဝင်နိုင်ငံရေးပါတီများဟာလေလာရေးခရီးစဉ်နဲ့ရုရှားနဲ့တရုတ်နိုင်ငံများကိုအများဆုံးတွားရောက်ခဲ့ကြပြီးနိုင်ငံအတွင်းတိုက်ပွဲများမှာစစ်ကောင်စီတပ်စခန်းများလက်လွတ်ရကအထိနာခြင်းဥက္ကင်ကြီးကရုရှားနိုင်ငံကိုစစ်ရေးအကူအညီများပေးရန်တောင်းဆိုခဲ့ဖူးပါတယ်။ဥက္ကင်ကြီးအနေနဲ့ပြီးခဲ့တဲ့နှစ်ဇွန်လ30ရက်နေပြည်တော်ဌာနချုပ်မှပြုလုပ်ခဲ့တဲ့နိုင်ငံတကာသတင်းအေဂျင်စီ ရုရှားစီကိုဒိုင်နာရဲ့အာဆီယံတရင်တောင်းနဲ့တွေ့ဆုံဆွေးနွေးရမှာရုရှားအနေနဲ့မြန်မာပြည်တွင်ပြည်ပခတ်ကိုအကြမ်းဖက်မှုအဖြစ်လက်ခံပြီးဥပပေါင်းပါဝင်တိုက်ခိုက်ပေးရန်တောင်းဆိုခဲ့ကြောင်းရုရှားသတင်းဌာနစပတ်နစ်မှဩဂတ်လ၄ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်